အားလုံးပဲမင်္ဂလာပါဗျညာကကစားသွားတဲ့နပိုလီနဲ့စပိုတင်းတို့ပွဲသင်းမှာမန်ယူတိုက်စစ်မှုအောင်ဝိုင်လန်နဲ့မန်စီးတီးကွင်းနဲ့လိုအောင်ဒီဘန်နာတို့အသီးသီးခြေစွမ်းပြခဲ့ကြပါတယ်ဒီဘန်နာဖန်တီးပေးခဲ့တဲ့နှစ်ဂိုးလုံးကိုဝိုင်လန်ကသွင်းယူခဲ့ပြီးနပိုလီတို့အတွက်အနိုင်သေးချစေခဲ့ပါတယ်ယူနိုက်တက်တိုက်စစ်မှုအောင်ဟာ United မှာ200ရာသီကြာကစားခဲ့ပြီး85ပွဲကစား25ဂိုးသွင်းက၄ဂိုးဖန်ပြီးပေးထားနိုင်ခဲ့ပါတယ်။အသက်20နှစ်လေးသာရှိသေးတဲ့ United တိုက်စစ်မှုပေါင်းဟာမနေ့ကရာသီမှာတော့ United နဲ့အတူရုန်းကန်ခဲ့ရပြီး White Lion ရဲ့ခြေစွမ်းဟာ Old Trafford ရဲ့အပြစ်တင်ဝေဖန်တဲ့အောက်မှာပျောက်ဆုံးလို့သွားခဲ့ရပါတယ်။ဒီရာသီမှာတော့ White Lion ဟာပေါင်38တန်းတန်းအပြစ်သက်ဝယ်ယူခွင့်ပါရှိတဲ့အငှားစာချုပ်နဲ့နပိုလီကိုရောက်ရှိလာခဲ့ပါတယ်။ လူများပြောနေကြတယ်ယူနိုက်တက်ကထွက်ရင်ကစားသမားတွေအကုန်လုံးပုံမှန်ခြေစွမ်းပြန်ရတယ်ဆိုတဲ့အတိုင်းဟွိုင်လန်တယောက်လည်းနပိုလီမှာပြန်လဲတောက်ပလို့နေပါတယ်စပိုးတင်းကိုနှစ်ကိုသွင်းပြီးအောင်ပွဲခံခဲ့တဲ့ဟွိုင်လန်ကိုယူနိုက်တက်ပရိသတ်တွေကအတော်လေးဒေါသထွက်နေကြပါတယ်နပိုလီတို့ကမနေ့ကမှသူတို့ရဲ့ပထမဆုံးချန်ပီယံနိုင်ပွဲကိုရရှိခဲ့တာဖြစ်ပြီးဒီနိုင်ကြောင့်စီးရီးယားမှာမီလန်တို့ကိုရှုံးပြီးရလဒ်မတီမငြိမ်ဖြစ်နေတဲ့ကွန်တီတယောက်အသက်ရှူချောင်းလို့သွားခဲ့ပါတယ်မနေ့ကဂုန်းသီးပြီးနောက်ဟွိုင်လန်ကနပိုလီအသင်းတစ်စိမ့်နဲ့ချန်ပီယံလိဂ်တို့ကိုညွှန်ပြပြီးအောင်ပွဲခံခဲ့ပါတယ်ဒီအောင်ပွဲခံခဲ့တာ လူမျိုးကွန်ရက်မှာအတော်လေးသူပြောများခဲ့ပဲ United ပြည်သက်တွေကအေးပြတ်မခံချင်လို့ချန်ပီယံလိမကစားရဲသူတို့အသင်းကိုဆော့ကားရဲဆိုပြီးဒေါသထွက်နေကြပါတယ်ဖိုင်လန်ကပွဲပြီးအင်တာဗျူးမှာဒီအောင်ပွဲခံဟာနပိုလီမှာကစားရတာကိုပြောပြီးချန်ပီယံလိပွဲစဉ်မှာနှစ်ကိုးသွင်းနိုင်ခဲ့တာကိုနှစ်သက်ပြီးတဲ့အကြောင်းရင်းနှီးပြီးအောင်ပွဲခံခဲ့ခြင်းဖြစ်ကြောင်းမိမိအနေနဲ့အခြားယူရခြင်းမရှိကြောင်းအေးအေးဝါနေတဲ့သူတွေကိုအေးအေးမပြတ်စေချင်အောင်စီစဉ်နာနဲ့ရှင်းရှင်းပြကြခဲ့ပေမဲ့ Red Fan တွေကတော့အေးအေးမွားခြင်းကြပါဘူး